ိုင်းဆူရကနိုင်ငံသားခီးတော်တွေကိုပုံမဆွဲဆောင်နိုင်ရင်းနဲ့အဓိကလောင်းကစားလုပ်ငန်းနဲ့ပဲတကူတိဆောက်ရေးကြိုးပမ်းနေချိန်ကာစီနိုနဲ့ဖျော်ဖြေလုပ်ငန်းတွေဖွလှခွင့်ပြုမဲ့ဥပဒေကြမ်းကိုမတ်၁၈ရက်မှာအတည်ပြုလိုက်ပါတယ်။အစိုးရထိန်းချုပ်ထားတဲ့မြင်းပြိုင်ပွဲထီနဲ့တချို့သောအကစားတွေကလွဲလို့ထိုင်းမှာလောင်းကစားများစုကိုတားမြစ်ထားပေမဲ့အစိုးရဆက်ဆက်ကနိုင်ငံသားအေးဒယ်တွေပုံမလာရောက်စေရေးအလုတ်ကင်ဖန်တီးရေးနဲ့နိုင်ငံဝင်ငွေတိုးတက်လာစေရေးကာစီနိုလုပ်ငန်းတွေဖွလှခွင့်ပေးဖို့တွန်းအားပေးလာခဲ့ကြပါတယ်။ ဒါပေမဲ့အစိုးရအဖွဲ့ကအတည်ပြုလိုက်တဲ့နောက်ဆုံးဥပဒေကြမ်းမှာထိုင်းနိုင်ငံသားအများစုအတွက်ကာစီနိုသွားကစားခွင့်ရရှိနိုင်ဖို့ကန့်သတ်ချက်တွေအများကြီးရှိနေပါတယ်။ကာစီနိုယုံတို့ဝင်ခွင့်အတွက်ဘတ်9000ပေးရမှာဖြစ်ပြီးဘတ်မှာကျွတ်တဲ့အနှံထားတဲ့ငွေဘတ်တန်း90အနည်းဆုံးရှိကြောင်းတက်တည်ပြနိုင်ဖို့လိုအပ်တဲ့အတွက်ထိုင်းနိုင်ငံသားအများစုဟာကာစီနိုယုံထဲဝင်ဖို့တောင်ကန့်သတ်ချက်တွေအများကြီးရှိနေပါတယ်။နောက်ထပ်ကန့်သတ်ချက်တစ်ခုအနေနဲ့ဖျော်ဖြေရေးအစအဝတစ်ခုမှာကာစီနိုလုပ်ငန်းရဲ့အကျယ်အဝန်းဟာ30ရာခိုင်နှုန်းပဲရှိရမယ်ဆိုတဲ့ကန့်သတ်ချက်ပဲဖြစ်ပါတယ်။ အဲ့ဒီဥပဒေကြမ်းကိုအောက်လွတ်တော်စီတင်ပြသွားမှာဖြစ်ပြီးအတီးပြုတ်ခဲ့ရင်အထက်လွတ်တော်နဲ့ထိုင်းပြည်ရင်ခွင့်ပြုချက်လည်းလိုအပ်မှာဖြစ်ပါတယ်လွတ်တော်ကအပိသက်ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက်အဲ့ဒီဥပဒေပါတတ်မှတ်ချက်အသေးစိတ်ကိုနောက်ဆုံးအပိသက်တတ်မှတ်ချက်လို့ယူဆလို့မရကြောင်းဝင်းကြီးချုပ်ပေတွန်ထန်ရှင်နာဝါထရာကသတင်းတောက်တွေကိုပြောကြားထားပါတယ်လူပြင်းကြိုက်ဖူတိုင်းပါတီဦးဆောင်တဲ့အစိုးရကအဲ့ဒီဥပဒေအသက်ဝင်လာရင်နှစ်ဆယ်နိုင်ငံသားဝင်ရောက်မှု900ခန့်တော့ကနေ100ခန့်တော့ပိုများလာမှာဖြစ်ပြီး အဲ့ဒီလုပ်ငန်းတွေအတွက်ဘတ်တရားဘီလီယံအ ਨੇ စုံရင်းနှီးမြှုပ်နှံမှုရှိလာနိုင်တယ်လို့ပြောပါတယ်။ကာစီနိုနဲ့ဖျော်ဖြေလုပ်ငန်းတွေကနေတနေ့ဝင်ငွေဘတ်ဆက်နဲ့ဘီလီယံကျော်ရရှိနိုင်တယ်လို့လည်းထိုင်းဆိုရကခံမှန်းထားပါတယ်။ထိုင်းမှာလောင်းစားလုပ်ငန်းများစုကိုတရားမဝင်ဘူးလို့သတ်မှတ်ထားပေမဲ့တရားမဝင်ဖွင့်လှစ်လုပ်ကံကြီးကြတာနှစ်တွေများကြီးကြာခဲ့ပြီဖြစ်ပါတယ်။ရှီတောင်အာရှကနိုင်ငံတချို့မှာကာစီနိုလုပ်ငန်းကိုတရားဝင်ခွင့်ပြုထားပေမဲ့ချမ်းသာတဲ့စင်ကာပူနိုင်ငံတနေနိုင်ငံကပဲနိုင်ငံတကာကာစီနိုလုပ်ငန်းကြီးတွေကိုလက်ခံထားနိုင်တာဖြစ်ပါတယ်။